ဒီကနေ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ဆယ်လီသမီးဆိုမင်္ဂလာပါပရိသတ်ကြီးရှင်ရွှေသက်ဆိုတဲ့အကောင့်နံပါတ်နဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ online live ဈေးရောင်းဝယ်ရာကနေလူသိများလာခဲ့တဲ့သမီးဆိုကတော့ဒီကနေ့အော်တိုဘားလ12ရက်နေ့မနက်ပိုင်းကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာတပ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရတယ်လို့သတင်းတွေရဲ့ဖော်ပြချက်အရသိရှိရပါတယ် တမီဆိုဟာအမေရိကန်နိုင်ငံမှာရောက်ရှိနေထိုင်နေသူမြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးသတင်းတွေမှာဖော်ပြချက်အရအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်တယ်လို့လည်းသိရပါတယ်။သူမဟာအမေရိကမှာနေထိုင်စဉ်ကာလတစ်လျှောက်လုံးမြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့လူသိများတဲ့ဆယ်လီတွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကိုပုတ်ခတ်စော်ကားပြောဆိုမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ ထိုအထဲကမှမန္တလေးမြို့မှာနေထိုင်တဲ့ဒေါ်အေတင်ကိုရဲ့သားနဲ့ပတ်သက်ပြီးတော့လေမကြားမမနာတာစကားလုံးတွေနဲ့ပုတ်ခတ်စော်ကားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အေတင်ကိုကမြန်မာနိုင်ငံကိုခနာပြန်လာတဲ့တမီဆိုးကိုအပြစ်မှတွေးဆောင်ပြီးတဲရှင်းဖို့အတွက်စိန်ခေါ်ခဲ့ပေမယ့်တမီဆိုးကလက်မခံတာကြောင့်အေတင်ကိုဘက်ကနေအမှုဖွင့်တရားစွဲဆိုလိုက်တာပဲဖြစ်ပါတယ်။ တမီဆိုဟာပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပြီးငโกမူလာအစီအစဉ်အရအောက်တိုဘာလ22ရက်နေ့မှာအမေရိကန်ကိုပြန်ထွက်မှာလို့သတင်းတွေထွက်ပေါ်နေပေမယ့်ဒီကနေ့အောက်တိုဘာလ22ရက်နေ့မှာကြိုတင်ပြီးတော့ပြန်လည်ထွက်ခွာဖို့အစီအစဉ်ခဲ့တာပဲဖြစ်ပါတယ်တရားစွဲဆိုခံထားရတာကိုသိရှိပြီးသားဖြစ်တဲ့တမီဆိုးကမြန်မာနိုင်ငံကပြန်ထွက်တဲ့အချိန်မှာသူ့ကိုမမတ်မိအောင်ရုပ်ဖြတ်ထားပေမဲ့လည်းရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာတပ်ဆိုင်ရာရဲတပ်ဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်